market ထဲမှာပေါ့နော်အရင် popular ဖြစ်တယ်လူတိုင်းလည်းသုံးတယ်ဒါပေမဲ့ပေးရတဲ့ဈေးနဲ့မတန်ဘူးဆိုတဲ့ရေမွေး၃ခုကိုပြောပြပါပထမအဆုံးတစ်ခုကတော့ဒါနိရှင်မွေးထဲမှာနာမည်အကြီးဆုံး Avantas ပေါ့ Oh my god come on sorry i'm sorry တော်တော်အရင်ကြိုက်တယ်အဲ့တော့ကြိုက်ဖို့တော်တော်လေးလွယ်တာဟိုသဘောအရင်ကြိုက်ကောင်းနိ iconic တော်တော်ကြီးဖြစ်တယ် Dio Savage ကလေ Avantas ကို inspiration ယူထားအရန်တော့နာမည်ကြီးတယ်ဈေးရန်ကြီးတယ်ဒါပေမဲ့ performance ကတော့နည်းနည်းလေး soft ဖြစ်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့တိတ်ပြီးတော့အာမပေးခြင်းပေါ့ Okay အဲ့ explore ဘာလဲဝယ်လို့ရတာဟုတ်အဲ့တခုနောက်တစ်ခုရှိသေးရဲ့နော် overrated Dio Savage Oh Dio Savage မှာပဲဟာ Dio Savage ဒါရိုးရိုးပေါ့ပထမဆုံး track နဲ့ပြီး audio track နဲ့ပြီး ယောက်ျားလေး10ယောက်မှာ9ယောက်10ယောက်လောက်ကဆွတ်ပြီးသားရေမွေးလို့ပြောလို့ရတယ်။ဆွတ်နေလည်းရှိမှာ။ကျွန်တော်မချိုက်ဘူးတိလား။အဲ့ဒါလေးလင်းညိုရမှာရှိတယ်။ရိုးရိုး auditor လည်းပြီး audio perfan perfan နဲ့ alexa တော့လင်းမျိုးထွက်တာ။လင်းမျိုးရှိတယ်။အဲ့လင်းမျိုးမှာမှကျွန်တော်ကဒီ Alexa တခုပဲကြိုက်တယ်။ Post Strong ဖြစ်လို့လားမသိဘူးပေါ့နော်။ဒါကတော့ကျွန်တော်လည်းလက်ခံတယ်ပေါ့နော်။ကျွန်တော်ဒီဟာမကြိုက်။နောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကတော့ Aqua DG ကို price တုံးနိုင်အထဲမှာဆိုရင်အကွာဒီထက်ပိုပြီးအများကြီး unique ဖြစ်တာတွေဝယ်လို့ရတယ်လေ။ဒီနဲ့ အရင်တော့ရိုးသွားပြီပေါ့ဆိုတော့ overrated ဖြစ်တယ်လို့ကျွန်တော်ကခံစားရတယ်ဒီ blend သုံးခုပါ one not never လေးပေါ့နော်ဘာလို့ဒီဒီက creek ကိုကြိုက်တဲ့အတွက်ကြောင့်ပေါ့နော်နည်းနည်းဟုတ်ပြီအဲ့ဆိုရင် underrated ဖြစ်တယ်ဆိုတော့ရင်မရောရှိလားမသိဘူးပေါ့နော်အရင်ကောင်းတဲ့တဲ့လူတွေဟိုတိတ်မသိဘူးဆိုတော့ underrated ဖြစ်တဲ့ပထမအဆုံးရေမွေကအဂျီဗန်ချီရဲ့ gentleman odi parfum လို့ခေါ်တယ်ခန့်နွေးနွေးလေးဟိုမှာ chocolate scent နဲ့ တော်တော်လေးလဲ strong ဖြစ်တယ်တစ်ချက်နှစ်ချက်လောက်ဆွတ်လိုက်လို့ရှိရင်12နာရီလောက်ဆွဲနေမယ်နဲ့ဒုတိယတစ်ခုကတော့ဒါလူငယ်တွေအတွက်သူကတော့ဒီ Parkour Band ရဲ့ Pure Access လို့ခေါ်တယ်သူက Coca-Cola နဲ့နော် fan ဖြစ်တယ်ပြီးတော့လို့ရှိရင် Chanel brand နဲ့ရပါတော့ဒါလူတိုင်းသိနေကြ Chanel brand နဲ့ရပဲ Blue Tint Chanel တော့မဟုတ်ဘူးအကယ်၍သာ overrated ဖြစ်တဲ့ထဲမှာထည့်ရအောင်မဆို Blue Tint Chanel ကျွန်တော်ထည့်ထည့်မိအောင်ပါအဲဒါကူလောက်သားဆယ်မှာအဲ underrated ဖြစ်တဲ့တိမှာ Chanel brand ကြီးဆိုဒီ edition blanche ဆိုတာ citrus lemon cake အဲ့လိုမျိုးလေးတွားတာအရသာရှိရ fresh ဖြစ်တယ်ဟောဒါကတော့ underrated ဖြစ်တဲ့ဟိုရေမွေးတုံးခုပါပေါ့နော်